စွမ်းမယ်။ဒေါ်အောင်ဆန်းစုကြည်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်တီတကူဆရာတော်မှရက်ပေါင်း80စွန်အငတ်ခံကဂုံပြူမြန်မာဒီမိုကရေစီအရေးထွက်အရေးကြီးသူငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဤ80နှစ်ပြည့်မွေးနေ့ကိုဂုံပြူသည့်အနေဖြင့်တီတကူဆရာတော်ဖျားကြီးမှရက်ပေါင်း80ဒေနာစွန်အငတ်ခံဂုံပြူသွားမိဖြစ်ကြောင်းကြားသိရပါတယ်ကပီယာဖြစ်သူဦးဝင်းကိုကိုလက်မှာလေ DSC Insight အာအတီးပြုပြောဆိုသွားခဲ့ပါတယ် မြမဘာသာရေးအဖွဲ့အစည်းများမှာအထင်ကရဖြစ်သူတီတကူဆရာတော်ဖျာကြီးကဖိုးအလူတန်းဒီမိမိတိုင်းပြည်လူငယ်စဉ်အရွယ်ကလေးကအများအတွက်တာဝန်ယူခဲ့သူတို့ဖြစ်ဒေါအောင်ဆန်းစုကြည်တက်တန်ဖြစ်ပြများကိုမှတ်သားဖော်ပြသောတုတ်ပြံမှုတရဖြစ်သည်ဟုဆိုခဲ့ကအဆိုပါဒင်နာဆိုအငတ်ခံလူသည်ဇွန်လ19ရက်နေ့မှစတင်ကရပောင်80ကြာမြင့်ပြီဖြစ်ပြီးမိမိကြောင်းတွင်းရှိတပည့်ဖြစ်သူများမှလည်းညစုံမချက်ပြုတ်ကြရန်အထူးတင်းကျပ်ထားပါသည်ထို့ပြင်တီတကူဆရာတော်ဖျာကြီးမှဆက်လက်ပြီး နိုင်ငံတော်အကြံဖတ်မှုမှထွက်ပေါ်လာသောနိုင်ငံရေးအကျဉ်းသားများထဲမှာအရေးကြီးဆုံးအနေနဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်တူမအီလွမြောက်ရေးအတွက်တာဝန်ရှိသူများထံအထူးတောင်းဆိုသွားမည်ဟုထပ်မံပြောကြားသွားခဲ့ပါတယ်။အရှင်ဘန်ဒလီညာနေတရတောင်းဆိုလိုသည်မှာအကြံဖတ်မှုကိုရှော့ချခြင်းနဲ့တင်းကျပ်သောစီမင်းများမရှိချုပ်ကျခြင်းမရှိဘဲနိုင်ငံတော်အကျိုးကိုစဉ်းစားပြီးယနေ့အချိန်တွေတောင်လိုက်စင်မဲ့ကားများပြည့်စည်ခွင့်ပေးနိုင်တဲ့ကဲ့သို့တူမအတွက်လည်းနားလည်မှုတရားဖြင့်လွမြောက်ခွင့်ပြုကြပါစေဟု ဆရာတော်ဖျားကြီးမှဟောဆိုသွားခဲ့ပါတယ်။အဆိုပါရက်ပေါင်း80ဒင်နဆုံအငတ်ခံဂုံပြူမှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအတွင်းရှိဘာသာရေးကောင်းဆောင်များမှာအံ့ဩခဲ့ရသလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းဆရာတော်ဖျားကြီးဤအထူးခြားဆုံးလှုပ်ဆောင်မှုတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဒီအချိန်နဲ့ပတ်သက်ပြီးဆရာတော်ဤကျောင်းတွင်ဝေယဝိဆလုပ်ပြီးသူ အောင်ခင်စစ်အာကျွန်တော်တို့သတင်းဌာနမှဆက်သွယ်မေးမြန်းကြည့်ရမှာ။ဒီဆရာတော်လားဒင်နဆုံအငတ်ခံဆန္ဒပြမှာသူခန္ဓာကိုယ်ကြည့်အောင် ဟိုတော်လောကလေအစာမစားပဲဘာလုပ်မယ်ဆိုလားပြောသွားတာတိတ်တောင်မကြပါဘူးမိဖို့ကြောင့်လေခိုးဝင်နေတော့ကျွန်တော်နဲ့ပပင်းတိုးလို့ဘာပြောသွားတယ်မက်လေအနံ့လေးပဲလာရှူတာပါတဲ့